thank uh you -huh. မင်္ဂလာပါရှင်ခစ်တဲ့သတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ငလျင်ကျောင်းနေပြည်တော်စေယုံကျောင်းပါလွတ်တော်အစအုပ်ပြုကြတဲ့ကျောင်းတင်ဆက်ပေးပါမယ်။ပြင်အား9.9 Richter scale အစဉ်လီငလျင်လောက်ခတ်မှုကျောင်းနေပြည်တော်ရှင်စေယုံကျောင်းထဲမှာအစအုပ်များလွတ်တော်ခလာရ85တန်ယုံတိုင်းစစ်ဌာနချုပ်ယုံအပါနေအစအုပ်များပြက်စီးခဲ့ကြောင်းသိရပါတယ်။ဘူကြီးစင်ရောကနေပြည်တော်စေယုံကျောင်းထဲမှာအစအုပ်တော်တော်များများပြုကြတဲ့အထူးကရှိရလို့ကြားရတယ်။ပြီးရင်နေပြည်တော်တိုင်းစစ်ဌာနချုပ်ယုံလည်းတိုင်းအုပ်ချုပ်ရေးမှုယုံ အပါအဝင်စစ်ဘက်ဆိုင်ရာအဆောက်အုံတွေပြိုတဲ့ပြည်မနာမျိုးလေကခလာရ85တဟောင်းကလည်းတရင်ဌာနချုပ်ယုံအပါအဝင်ကျန်တဲ့အုပ်ချုပ်ရင်းမှုလူနေအဆောက်အုံတွေပြိုကြတဲ့အထူးကိစ္စကစုံစမ်းနေစေဖြစ်တယ်လို့ဆိုပါတယ်လွတ်တော်အဆောက်အုံပါဝင်လွတ်တော်နာရှိဝန်တန်းအင်အားများနဲ့ပြိုကြပြီးပေါင်းလောင်းစေအပ်သွားတဲ့အတွက်စေကျိုးမှာဆိုလို့ရှေးဖောက်ချမဲ့စာများတင်ထားတာကိုလည်းတွေ့ရကြောင်း၎င်းကပြောပါတယ် နေပြည်တော်ဒေသခံအတအိုးကအိမ်ကတော့တိုင်အိမ်ဆိုတော့အကုန်လုံးကျွေးပြားနေကွာချကုန်တာပဲတိုင်နေရင်ထွက်ကုန်နေပိုးတိုင်းအစ်စ်တလုံး၅သိန်းနန်းလောက်ဝယ်ထားတာတထွာလောက်ကိုကွဲသွားတာတော်တော်ကြမ်းနေအတိအပြောက်တော့မကြသေးဘူးမြေကန်နာစစ်တောင်းမြေအရှိပတ်အုပ်ဖို့ဆောင်ဆိုရင်ကျင်းရွာမှာတော့မြေတွေအကွဲပြီးရေတွေတောင်ထွက်တယ်ပြောတယ်ဆယ်ဒီပါတီကျိုးမှာစိတ်ပူရတယ်လို့ပြောပါတယ်ဒါအပြင်မျိုးမစေးတပြေကုန်းစေး ကျောင်းမြေယတနာပြတိုင်း Ocean Sea Wave Center အပါအဝင်နေအိမ်များပြလည်းပျက်စီးမှုရှိခဲ့ပြီးဒေသခံများလည်းမိမိတို့နေထိုင်ရာအိမ်ပျက်စီးမှုတွေကိုလူမှုကွန်ရက်ပေါ်တင်ထားသလိုလမ်းများလည်းပျို့ပြီးဖုန်းလိုင်းအဆက်အသွယ်များလည်းပြတ်တောက်နေကြောင်းသိရတယ်လို့ဆိုပါတယ် ဆက်လက်ပြီးနောက်ဆက်တွင်ငလင်းများဇက်တိုင်းလုံနိုင်တဲ့အတွက်မိမိရောက်ရှိနေထိုင်ရနေရာများမှာဘေးကင်းစိတ်ချတဲ့နေရာတွေမှာ ပြောင်းရွှေ့နေထိုင်ကြဖို့နဲ့ငလင်းနောက်ဆက်တွဲတွေကိုတတိထားဖို့ပညာရှင်များတတိပေးပြီးငလင်းဘေးတင်ဒေသများအရေးပေါ်အခြေအနေဖြစ်ပေါ်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံစကိုင်းမြို့ကိုဒီကနေ့နေ့လယ်12:50မိနစ်အချိန်ပဟိုပြုပြီးခုနှစ်တသမာခုနှစ်အစဉ်ရှိအင်အားပြင်းထန်တဲ့ငလင်းလှုပ်ခတ်ခဲ့ပြီးအဲ့ဒီငလင်းကြီးရဲ့နောက်ဆက်တွဲငလင်းများဇက်တိုင်းလှုပ်ခတ်နိုင်တဲ့အတွက်ငလင်းလှုပ်ခတ်မှုတံကိုခန်းစားခဲ့ရတဲ့မြို့ရွာ ရက်ကွက်ဒေတာအလုံးမှာပြည်သူများမိမိရောက်ရှိနေထိုင်ရာနေရာများမှာဘေကင်းစိတ်ချတဲ့နေရာများမှာပြောင်းရွှေ့နေထိုင်ကြဖို့နဲ့ငလင်နောက်ဆက်တွဲတွေကိုတတိထားဖို့ပညာရှင်တွေကတတိပေးပါတယ်။ပြင်းထန်တဲ့ငလင်ဘေးဒဏ်ရဲ့နောက်ဆက်တွဲအဖြစ်မြို့ပြမှာမိမိအန္တရာယ်ကိုတတိပြုတတိထားမှာဖြစ်ပြီးရေကာတာကြီးဆိုလဲ ကျိုးပြက်ပြီးရေကြီးနိုင်တဲ့အတွက်ငလင်ပြီးနောက်ဆက်တွဲပြီးအန္တရာယ်တွေကင်းလွတ်နိုင်ဖို့အတွက်ဘေးကင်းစိတ်ချတဲ့နေရာတွေမှာပြောင်းရွှေ့နေထိုင်ကြဖို့ပညာရှင်တွေကသတိပေးပြောကြားပါတယ်။ငလင်လုတ်ပြီးချိန်မှာမိမိနေထိုင်ရာနေရာမှာလျှက်စင်မီဂျိုများရှိပိုက်များလောင်စာစီတူလောင်ကန်တွေကိုစစ်ဆေးမှဖြစ်ပြီးပြက်စီးမှုရှိပါကဖြတ်တောက်ခြင်းပိတ်ထားခြင်းတွေကိုလုံဆောင်ရမှာဖြစ်ပါတယ်။ဒါအပြင်ပေါက်ပြင်းကလျှက်စီးနေတဲ့ဝါယံဂျိုများကိုလည်းသတိထားမှာဖြစ်ပြီးပင်လယ်နီကိုသွားခြင်းမပြုကြဖို့ငလင်ပညာရှင်တွေကသတိပေးပါတယ်။ငလင်လုတ်ပြီးတော့လဲဆူနာမီရှိလိုင်းဖြစ် စ်ပေါ်နိုင်တဲ့အတွက်ပင်လယ်ကမ်းခြေမှာလူများကုန်ကြီးအမြင်ပိုင်းကိုပြောင်းရွှေ့နေထိုင်ကြဖို့လိုအပ်တယ်လို့လည်းငလင်ပညာရှင်တအုပ်ကတတိပေးပါတယ်။ လက်ရှိပြက်စီးနေတဲ့အဆောင်များနဲ့ဝင်ရမှာနေထိုင်ဖို့လိုအပ်ပြီးမိမိနေထိုင်တဲ့အဆောင်ရဲ့ကြံ့ခိုင်မှုတွေမှာစိတ်မချရင်စိတ်ချပေးခဲ့တဲ့နေရာကိုအမြန်ဆုံးပြောင်းရွှေ့နေထိုင်ဖို့လိုအပ်ပါတယ်မြန်မာနိုင်ငံမှာ1839ခုနှစ်ကအင်းဝငလင်1930ပြည်နှစ်ကဘကုန်းငလင်1956ခုနှစ်ကစကိုင်းငလင်နဲ့2012ခုနှစ်ကရွှေဘုံငလင်စားတဲ့အင်းအားပြည်ငလင်များလှုပ်ခဲ့ပို့ပြီးအထူးကပြက်စီးများခဲ့ပါတယ်1839ခုနှစ်မတ်လ23ရက်နေ့မှာအင်းဝငလင်အမရပူရာငလင်အဖြစ် ပြင်းအားအစဉ်ကိုအပြင်းထန်ဆုံးငလင်ကြီးတစ်ခုလောက်ကတ်ခဲ့ပြီးအိမ်များအလုံးပြိုကျပျက်စီးကလူပေါင်းများစွာတည်ကြည်ခဲ့ကြပါသည်1930မေလ9ရက်နေ့မှာပဲခူးငလင်စွာငလင်လောက်ကတ်ခဲ့ပြီးပြင်းအား9.3နဲ့9.5အစဉ်ရှိငလင်ကြီးလောက်ကတ်ခဲ့ပြီးအဲ့ဒီကာလအပိုင်းခြားတွေမှာအပြင်းထန်ဆုံးပျက်စီးမှုအများဆုံးငလင်ကြီးဖြစ်ခဲ့ပါတယ်လူပေါင်း9000မှ9000တိတည်ဆုံးခဲ့တယ်လို့လည်းခန့်မှန်းခဲ့ပါတယ်အဲ့ဒီငလင်ကြောင့်ပဲခူးရွှေမော်တော်ဖျားကြီးလည်းဆုံးရွာစွာပျက်စီးခဲ့ရတယ်ငလင်လောက်ကတ်ပြီးရဲ့နောက်လာများစွာမှာ လှုပ်ခတ်မှုတွေရှိခဲ့ပြီးစက်တင်ဘာလ16ရက်ညနေ9:00နာရီခွဲအချိန်မှာလှုပ်ခတ်မှုတစ်ခုရှိနေခဲ့ကဗဒူရဲစကန်ရဲ့အုတ်နေရကိုပြက်စီးစေခဲ့ပါတယ်။ 1995ခုနှစ်မှာပြင်အားရစ်စတာစကေးခုနှစ်အဆင့်ရှိတဲ့ငလင်ကြီးတခုမြန်မာနိုင်ငံပကံဒေသမှာလှုပ်ခတ်ခဲ့ပြီးပကံဖျားပေါင်းများစွာပြိုကျပျက်စီးသွားခဲ့ရပါတယ်2017မတ်လ24ရက်နေ့မှာမြန်မာနိုင်ငံရှမ်းပြည်နယ်ရှေးပိုင်းတာလီမြို့နယ်လိုင်းမွေမြို့အနီးကိုဗဟိုပြုပြီးအင်အားရစ်စတာစကေး6တသမာရှင်လှုပ်ခတ်ပြီးရနောက်ရစ်စတာစကေး၄တသမာရှင်နဲ့5တသမာလေးရှိရနောက်ဆက်တွဲငလင်နှစ်ခုလှုပ်ခတ်ခဲ့ပါတယ်စကိုင်းပြည်ရီကျော်ကရွေးရှားနေတဲ့ပြည်ရီကျော်တခုဖြစ်ပြီး၎င်းကမြန်မာနိုင်ငံတခြားရွေးရှားလာငါ ကပ်ပလီပင်လယ်ပြင်ကိုပဟိုပြူဖြန့်ကျက်တည်ရှိပြီးမြောက်ဖက်ကိုလီစွန်စုံကိုချိတ်ဆက်ထားပါတယ်စကိုင်းပြည်ရီတော်ကမြန်မာနိုင်ငံမှာအကြီးမားဆုံးဖြစ်ပြီးလှုပ်ရှားမှုအများဆုံးတဲ့ဖြစ်ကပြည်ရီကျော်ကရှန်ကုန်းနေပြည်တော်မန္တလေးမြို့ကဲ့သို့အ திக မြို့ကြီးတွေကိုနေကပ်စွာဖြတ်တန်းရွှေရှားလျက်ရှိတယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။ မင်းလာမျိုးနဲ့ရဲတပ်ဖွဲ့မှုရဲမှုဝင်ပိုင်ကရဲမိများအပေါ်လိန်ပိုင်းဆိုင်ရာစော်ကားမှုများပြုလုပ်နေတဲ့အပြင်လက်စားမှုကြီးနိုင်ငံရင်းလှုပ်ဆောင်မှုအာဏာအလွဲသုံးစားမှုများကျူးလွန်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ပဲခူးတိုင်းမင်းလာမျိုးနဲ့ရဲတပ်ဖွဲ့မှုရဲမှုဝင်ပိုင်ကရဲမီများကိုလိန်ပိုင်းဆိုင်ရာစော်ကားမှုတွေပြုလုပ်ပြီးညင်းဆန်သူတွေကိုတိုက်ပွဲဖြစ်ပွားရာရဲစခန်းတွေကိုပြောင်းရွှေ့ခိုင်းနေကြောင်းရဲတရင်အရင်မြစ်တွေက ပြောပါရယ်မင်းလာမျိုးနဲ့ရဲစခန်းမှာရဲတပ်ဖွဲ့မှုရဲမှုဝင်ပိုင်ကစခန်းမှာတာဝန်ကျနေတဲ့ရဲမီများကိုခန္ဓာကိုယ်ချင်းထိတွေ့ကလိန်ပိုင်းဆိုင်ရာစော်ကားမှုတွေပြုလုပ်နေကြောင်းအဲ့လိုစေခိုင်းနေအရာတွေကိုမလုပ်ပေးတဲ့ရဲမီတွေကိုတိုက်ပွဲဖြစ်ပွားတဲ့ရဲစခန်းတွေကိုရွှေ့ပြောင်းခိုင်းနေကြောင်းသိရပါရယ် ရဲတပ်ဖွဲ့မူရဲမူဝင်ပိုင်ကနေပြည်တော်မှာပြောင်းရွှေ့လာတဲ့အိမ်နောက်တဲ့အရာရှိတအုပ်ဖြစ်သူနဲ့ဇနီးဖြစ်သူကလိုက်ပါလာခြင်းမရှိကြောင်း၎င်းကမင်းလာမျိုးနဲ့ရဲစခန်းမှာတာနေထိုင်ပြီးရဲမိတချို့ကိုလည်း၎င်းနေထိုင်ရာနေရာကိုခေါ်ပြီးအတင်းအကျပ်စော်ကားမှုတွေလှုပ်ဆောင်နေကြောင်းသိရပါတယ်။ရဲစခန်းမှာရဲတပ်သားတွေကိုလည်းလူငယ်များကိုစစ်မှုထမ်းခိုင်းဖို့အတင်းအတမပေါ်တာဆွဲဖမ်းဆီးဖို့စေခိုင်းမှုတွေပြုလုပ်ပြီးဖမ်းဆီးဖို့ညှင်းဆန်သူတွေကိုတိုက်ပွဲဖြစ်ပွားတဲ့နေမျိုးတွေကိုဆေးလွတ်တာကြောင့်မင်းလာရဲစခန်းမှာထွက်ပြေးတဲ့ရဲတပ်သား26ဦးရှိပြီဖြစ်ကြောင်းသိရပါတယ်။ဒါ ြင်းရဲတပ်ဖွဲ့မှရဲမဝင်ပိုင်ကမင်းလာမြို့နယ်အတွင်းရှိလောင်ကစားဝိုင်းများမိုးရဲစေဝါဖြန့်ပြူရောင်းချသူများထံမှအကြီးအကျယ်စက်ကြီးရယူနေတာဖြစ်ပြီးပြည်သူပိုင်နေအိမ်များကိုလည်း၎င်းဦးဆောင်ပြီးလိုက်လံချိတ်ပိတ်နေသူဖြစ်ကြောင်းသိရပါတယ်။သူကရဲမေရီကိုညာဘက်ခေါ်ပြီးနှိတ်ခိုင်းနေသူခိုင်းနာလုပ်ပေးတဲ့သူဆိုကောင်းကောင်းမွန်မွန်ဆက်ဆက်နေမလုပ်ပေးတဲ့ရဲမေဆိုနေပြောင်းလာလို့ဘာလို့လုပ်တဲ့သူကြောင့်ပြရတဲ့ရဲတွေ26ရောက်လောက်ရှိသွားပြီးရဲတွေကိုလည်းပေါ်တာဆွဲခိုင်းနေရဲတွေကိုပတ်စံရှာခိုင်းနေရဲတွေကမလုပ်ချင်ကြဘူးစကမ်းမှာသူနဲ့တိတ်မကြည့်ရ ဲ့သူများတယ်သူနဲ့မတန်ရင်စစ်စင်ရင်နဲ့မြေတွေကိုပို့ပစ်တယ်လို့သိရတယ်လို့ရဲသတင်းအင်းမြစ်တွေကပြောပါတယ် ရဲတပ်ဖွဲ့မှုရဲမူဝင်ပိုင်ရဲ့လိမ့်ပိုင်းဆိုင်ရာစော်ကားမှုတွေလက်ဆမှုကြီးနိုင်ငံညင်လုံးဆမှုအာနာအလွဲသုံးစားမှုတွေကျူးလွန်နေတဲ့ပေါ်တိုင်ကြလို့တော့လဲတိုင်ကြသူကိုသိရှိပါကပြန်လည်ကလေးစားချိန်၆ချအရေးယူမှာကိုစိုးရိမ်နေကြတဲ့အတွက်မတိုင်ရေးကြကြောင်းသိရပါဗျ။ဆက်လက်ပြီးအကြံဘတ်စတက်ကစေးဆက်တိုင်မှာဖြစ်ပြီး2008ဖွဲ့စည်းပုံခြေကဥပဒေကိုကာကွယ်ပြီးအမျိုးသားနိုင်ငံရေးဆက်လုံးမယ်လို့မင်းအောင်နိုင်ကြီးညာတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာအကြံဘတ်စတက်အနေနဲ့အကြက်ကင်တောင်းဆိုမှုတွေကိုအလျှော်ပြီးလက်ခံခဲ့တဲ့အစဉ်အလာမရှိလို့ ို့စစ်ဆက်တိုက်မယ်လို့စစ်ကောင်းဆောင်မင်းအောင်လိုင်းကကြေညာပါတယ်။မင်းကနေပြီးတော့မှပြုလုပ်တဲ့နှစ်80ပြည့်စီးပြအခမ်းအနားမှာ၎င်းကထပ်ပါအတိုင်းပြောဆိုလိုက်တာပါ။တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ကနိုင်ငံတွင်းဖြစ်ပေါ်နေတဲ့နိုင်ငံရေးပြဿနာတွေကိုခွင့်ကောင်းယူပြီး PDF တွေနဲ့အတူနိုင်ငံလုံးကျုံရေးနဲ့တည်ငြိမ်ရေးပြန်ပြအောင်ဒီလန်ပေါင်းဆောင်နဲ့လှုပ်ဆောင်ခင်းကြကြောင်းလက်ရှိမှာနေမြေအလိုက်နေတနေဓာတ်ဒဇင်းစစ်ပြင်ဝါရကိုကျင့်သုံးလို့တဲ့အတွက်တိုင်းသားစီလုံးညညရေးကိုထိခိုက်လာနိုင်တဲ့အခြေအနေများဖြစ်ပေါ်လာကြောင်းစစ်တပ်အနေနဲ့စစ်ကိုဆက်လက်စ င်တွင်းမှာဖြစ်ကြောင်းအကြံဖက်မင်းအောင်လိုင်းကပြောဆိုပါတယ်။ ဒါအပြင်၎င်းကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ PDF များအနေနဲ့လက်နက်ကိုင်လမ်းစဉ်ကိုပါဆွတ်နှုတ်ပြီးပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ရွှေကောက်ပွဲလမ်းကြောင်းမှာတက်စေနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းနဲ့ဖြည့်ရှင်းဆောင်ရွက်နိုင်ဖို့ဖိတ်ခေါ်ကမ်းလှမ်းထားပြီးဖြစ်ကြောင်းဆက်လက်ပြောဆိုပါရယ်စစ်တပ်ကရည်ဆွဲထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်းဆက်လက်ကကာကွယ်ဆောင်ရှောက်သွားမှာဖြစ်ပြီး2008အခြေခံဥပဒေပုံမှာ20စာလုံးနဲ့ပုံမှာ6စာလုံးအရာစစ်တပ်ကအမျိုးသားနိုင်ငံရေးတာဝန်ကိုကျေပြွန်စွာထမ်းဆောင်လျက်ရှိကြောင်းစစ်တပ်အနေနဲ့နိုင်ငံရေးအတွက်အမျိုးသားနိုင်ငံ ိုင်ငံရေးကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ကြောင်းမင်းအောင်လိုင်ကပြောဆိုခဲ့တယ်လို့သတင်းမှာဖော်ပြပါရှိပါရဲ့ရှင်။